ဒီຫນွေပိုးအိမ်ကတကလေးဟာအမြဲတမ်းလူလိုပဲအလူရေဆက်လက်နဲ့မကွာပြုလုပ်နေတဲ့တကလေးဖြစ်ပါတယ်။သူ့ရဲ့လူဒါနာလေးတွေကိုတွေ့ရတိုင်းမြင်ရတိုင်းဖုံဖုံတို့အနေနဲ့လဲဝါမြောက်ဝမ်းသာသာဓုခေါ်မိပါတယ်။မိုးရွာကြီးရဲ့မှာဗျာပင်မလိုက်ကြတာရှိပိုက်လိုင်းဖုံနေကြတာပါတဲ့တကယ်ကိုချင်းစားပါတယ်ဗျာ။ဟုတ်ကဲ့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  တော့ဘယ်ရောက်ဒီရနဲ့ငူပါနဲ့အဲကျွန်တော်ပြီးရင်ကွက်တိနားလိုက်ဘယ်ရောက်ဒါတက်တိရှုအတားကမဖြစ်သေးတော့ဘူးကဆယ်ပြေးမှာရော့ဒီຫນွေပိုးအိမ်ကတကလေးဟာအမြဲတမ်းလိုလိုပဲအလူရေဆက်လက်နဲ့မကွာပြုလုပ်နေတဲ့တကလေးဖြစ်ပါတယ်သူ့ရဲ့အလူဒါနာလေးတွေကိုတွေ့ရတိုင်းမြင်ရတိုင်းဖုံးဖုံးတို့အနေနဲ့လဲဝမ်းမြောက်ဝမ်းသာသာဓုခေါ်မိပါတယ် ဒါမဲ့လို့ဒီတစ်ခေါက်လူတဲ့အလူကတော့ဘုံမတော်သာဓုခေါ်လို့မရတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူကတော့သူ့ရဲ့ရှင်တွေကစေတနာပေါ့တပည့်လူ အစဉ်ပြေပါစေတပည့်လူချမ်းသာပါစေတပည့်လူကောင်းကောင်းမွန်မွန်သုံးဆောင်ပါစေဆိုတဲ့အနေနဲ့အဲဘီယာဘူးတွေလူတာပေါ့လေသူ့အနေနဲ့ပြီးတော့လူတာလည်းဖြစ်ခြင်းဖြစ်မယ်အမတိပဲနဲ့လူမိတာလည်းပဲဖြစ်ခြင်းဖြစ်မယ်ပေါ့ မုံတို့အနေနဲ့ကိုယ့်ရဲ့တကားကို အလူလူတဲ့အခါမှာအပြည့်အဝကုသိုလ်ကောင်းမှုတွေအပြည့်အဝရသွားစေချင်တာဘူလူလိုက်တဲ့အလူဒါနဟာကုသိုလ်မရဘဲနဲ့အပယ်ကြမယ်ဆိုရင်ရှုံးတာပေါ့လူဝဲပို့တုပစ္စည်းတွေလည်းရှုံးတာပေါ့အလူလူတဲ့အခါမှာအထူးသတိထားစရာအချက်ကလေးတွေရှိပါတယ်ပမုံတို့အနေနဲ့ဒီလိုလေးပြောရတယ်ဆိုတာကလည်းပမုံတို့ရဲ့အလုတ်က မကောင်းမြတ်တာကောင်းရညွန်လေးအသေးဟောကျူနာဘူးတမ္မနတ်ထံတင်ရမေတ္တာလေးပြုယဟမှု၆ခုလွန်သေးကြဆိုတဲ့အတိုင်းပဲဂုံဘုံတို့ရဲ့အလုတ်ထဲမှာမကောင်းမြတ်တာကောင်းရညွန်လေးဆိုတဲ့အလုတ်တစ်ခုပါပါတယ်မကောင်းတာတွေကိုတားမြစ်ရမယ်ကောင်းတာတွေကိုညွန်ကြားရမယ်ဆိုတဲ့အချက်လေးပါတော့ဂုံဘုံတို့အနေနဲ့ဒါလေးကိုပြောပြပြစ်တာပါဒီတကားလည်းပဲစိတ်စေတနာအမတန်ကောင်းတဲ့တကားလေးဖြစ်ပါတယ်အဲ့တော့နောက်များနောက်များမှာ ီလိုအလူလေးတွေမလူပြစ်အောင်ဒီလိုအလူလေးတွေလူတဲ့အခါမှာသတိထားမိအောင်လို့ဘုံဘုံတို့ကပြန်လဲပြီးတော့မှပြောပြရခြင်းဖြစ်ပါတယ်သူလူလိုက်တဲ့အလူဟာအဲ့မှာဘီယာအလူပါတယ်ပေါ့ဘီယာဆိုတာတကယ်တမ်းကျတော့မွေးရစေဝအလူပါပဲကလေးတွေတောင်တောက်သုံးရမသိဘူးပေါ့နော်ဒါလေးကိုလူတယ်ဆိုတော့ဘာနဲ့သွားတူလဲဆိုရင်ဆန်အိုးထဲမှာကြွက်ချီရောတာနဲ့သွားတူတာပေါ့ဒါနောက်ကိုမလူဖို့လဲဘုံဘုံတို့အနေနဲ့ပြောပြခြင်းပါတယ် မိလိနာပညာချမ်းမှာမလူအပ်တဲ့အလူ၁၀မျိုးရှိတယ်။အဲ့ဒီအလူ၁၀မျိုးတဲကတခုခုကို လူမိပြီဆိုရင်တော့ကုသိုလ်မရတဲ့အဖြစ်အပယ်ငရေကိုကြားတတ်တယ်တဲ့။အဲ့ဒီအလူ၁၀မျိုးကဘာတွေလဲလို့ဆိုရင်နံပါတ်၁ကမစ္ဆဒါနာတဲ့။တေရီအရက်စသည်ကို လူတာပေါ့။လူတယောက်ကိုတွေ့ဝေမိန်မောပြီးတော့မူရဲစေတဲ့အရက်တေစာတွေကိုမလူကောင်းပါဘူးတဲ့။အဲ့ဒီလိုလူတဲ့ပုံကိုယ်တွေဟာ ုသူမရတဲ့အပြင်သူ့ရဲ့အလူကြောင့်မအပေငရေကိုကြာစီတတ်တယ်တဲ့ဒါအထူးတတိထားစရာဖြစ်ပါတယ်။နောက်နံပါတ်2ကသမိဇဒါနာတဲ့ကာပွဲသဘင်တွေကိုလည်းပဲမလူကောင်းဘူးတဲ့။နံပါတ်3ကအဋ္ဌိဒါနာမေထုံမီဝဲဖို့ရန်အတွက်အမတရဝါတွေကိုမလူကောင်းဘူးဆိုကြပါစို့မိမာတို့လူမာတို့ကြောင်မာတို့ကြက်မာတို့ဒါမျိုးတွေလည်းမလူကောင်းဘူးတဲ့။နောက်နံပါတ်4ကဥတ္တဘဒါနာဆိုတာက အမေဖြိုမီဝဲဖို့အတွက်တနည်းအားဖြင့်မျိုးချဖို့အတွက်နောလာဥဒ္ဓဘာတွေကိုလည်းပဲမလူကောင်းဘူးတဲ့အဲနံပါတ်3ကစိတ်တကာမဒါနာဆိုတာအဲကာမဂုံစိတ်တွေကိုထကြွနိုးကြားစေမဲ့ပကြီးစေးအလူတွေကိုလည်းပဲမလူကောင်းဘူးတဲ့နံပါတ်6ကတတ္တဒါနာတဲ့သူများတွေကိုတပ်ပုတ်မြင်းစေဖို့အတွက်ဒုဒ္ဓားလည်းနဲ့တွေကိုလည်းပဲမလူကောင်းဘူးတဲ့နံပါတ်9ကဝိတ္တဒါနာ ူတစ်ပါးကိုသေးစေရန်အတွက်အစိတ်အလူကိုလည်းပဲဘလို့ကောင်းပါဘူးတဲ့နံပါတ်၈ကပင်ကလိကဒါနပင်ကလိကဒါနဆိုတာကအဲသူတစ်ပါးတွေကိုနောင်ဖွဲဖို့အတွက်လက်ထိတ်တို့အာတန်ချီခြင်းတို့ဒါတွေကိုလည်းပဲမလူကောင်းဘူးတဲ့နံပါတ်၉ကကုကုရတုကရဒါနတဲ့သူတစ်ပါးတွေတပ်ဖြတ်စားတော့ဖို့ရန်အတွက်အရှင်နေပေါ့ကြက်တို့မြက်တို့ဝက်တို့ဘဲတို့ဒါတွေကိုလည်းပဲမလူကောင်းပါဘူးတဲ့ နံပါတ်10ကရောင်းဝယ်ဖောက်ကားပြုတဲ့အခါမှာဟိုအလေးမမှန်တဲ့ချိန်ခွင်တွေတင်းတောင်းတွေနောက်တိုက်တာတဲ့အခါမှာမမှန်ကန်တဲ့ကျိုးတွေပေကျိုးတွေဒါတွေကိုလည်းပဲမလူအောင်မဟုတ်ဘူးတဲ့ဒီအလူ10မျိုးတဲကတစ်ခုခုကို လူမိပြီဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာအကုသိုလ်မရတဲ့အပြင်အပယ်ငရေကိုကြာစေတတ်တယ်တဲ့ဘုံမိုးတို့အနေနဲ့ကတော့နောက်လူတွေလည်းပဲအစဉ်ချင်းတတိပြုနိုင်ရအတွက်ဒီ မလူအပ်တဲ့အလူစင်မျိုးကိုပြောပြခြင်းဖြစ်ပါတယ်။ဒီတကားလေးကိုအပြစ်တင်တာကဲ့ရဲ့တာရှုတ်ချတာလည်းမဟုတ်ပါဘူး။ဒီတကားလေးဟာစိတ်ထားအမတန်ကောင်းတဲ့တပည့်လူကို လူတဲ့တန်းတဲ့ပေးတဲ့ကန်းတဲ့ကုညီခြင်းစိတ်ရှိတဲ့သူတော်ကောင်းတကားလေးဖြစ်ပါတယ်။ဒါနောက်များနောက်များဒီလိုအလူမျိုးတွေမလူမိအောင်တော့အထူးသတိထားစီလိုပါတယ်။ဒီနေရာမှာအမိုးကလူတာတော့ကောင်းပါရဲ့။အဲ့ဒီဘီယာဘူးအစားအချိုရီဘူးလေးတွေဖြစ်ဖြစ် လူလိုက်မယ်ဆိုရင်ဒီတကအတွက်ကုသိုလ်တွေအပြည့်အဝရသွားစရာရှိပါတယ်။အခုကတော့မူရစ်စေတတ်တဲ့လီယာအရက်စသဖြင့်ဒါလေးတွေလူတန်းလိုက်တာဖြစ်တဲ့အတွက်အဲသူ့ရဲ့အလူဟာအထမမြောက်သားတော့ဘူးပေါ့ဗျာ။ဒါလေးတွေကိုလည်းနောက်ဆင်ကျင်နိုင်အောင်လို့ဘုံဘုံတို့အနေနဲ့ပြောပြခြင်းဖြစ်ပါတယ်။သူသိအောင်လည်းပဲအရှက်ပေးခဲ့ပါဦးဗျာ။အားလုံးပဲကိုယ်စိတ်နှစ်ပါးအကျမ်းမှာချမ်းသာတော်မူကြပါစေ။